စင်ကူမှာအကြိုက်ဆုံးချက်ကအဲ့ဒါပေါ့မိုးတွေရွာနေတယ်ဒီလိုရှက်တာလေးတွေနေရာတိုင်းလို့လို့မှရှိတယ်အဲရှက်တာထားလို့မရတဲ့လမ်းစုံတွေပါတယ်ဆိုတော့လည်းမရှိဘူးပေါ့လေဒါပေမဲ့ဒီလောက်ရှိတယ်ဆိုရင်မဆိုးဘူးခီးကရတော့လိုရမယ့်အဆောင်ကဒါပေမဲ့အဲ့လိုရှက်တာလေးတွေကနေရာတိုင်းမှာတည်သူအမိုးလေးတွေဆိုတော့ချောက်လန်းလေးတွေလေးပူရင်လည်းဒီချောက်လန်းလေးကနေပို့ပြီးတွားလို့ရတယ်အဲအဆင်ပြေတယ်ဆက်ခီးသွားရတယ်ဆိုရင်တော့ ီဘောချက်တာလေးလည်းရှိရောအာပိုကြီးလုံကြုံတာပေါ့အဲအခုအပေါ်ကနေပြုတ်ကြရတာတကိုင်းရောက်နေပြုတ်ကြရတာပါညာအဲ့ဒါလေးလည်းသိပြီကြမလို့ဒါတွေကအာနိုင်ငံနိုင်ငံစီဝင်သားရာအာဌာနတွေစီဝင်သားဝန်ကြီးအာအဲ့လိုညီမဌာနအဲ့ဒီစီဝင်သားရာကပို့ပြီးတော့စီဝင်သားရာဘက်ကမြို့တော်စီဝင်သားရာရဲ့တာဝန်ကြီးတဲ့သူတွေပါကလောက်ရတဲ့လုပ်ငန်းဆောင်တာထင်ပါတယ် ါတော့ဒါတော့ကျွန်တော်ထင်တာပေါ့လေအဲ့တော့နိုင်ငံနိုင်ငံမှာဒါလေးတွေ idea ပေါ့လေဒီဒါလွန်ခဲ့တဲ့2019 20 21လောက်တည်းကဒီ idea ကတော့ကျွန်တော်ရှင်ကမှအကြောင်းတက်ကြရတော့အရာရေးတဲ့သတိထားမိပါဒါအခုမှပဲနောက်တစ်ခေါက်ပြန်ရောက်မှပဲထုတ်ပြောပြတာပေါ့အခုဒီလိုလမ်းကူးတဲ့နေရာမှာဆိုလို့ရှိရင်တော့အာမိုးမရှိဘူးပါလေအားကြမ်းတော့ထီးဆောင် ပြီးရင်လမ်းကူးမယ်ဆိုဒီလိုနှိပ်တဲ့ခက်လေးကြီးရအားနှိပ်ထားရင်လမ်းကူးကိုလူစောင့်နေတယ်ပေါ့အားချက်ပေးရရောက်ပြီးရင်ဒါလမ်းကူးကိုစောင့်မယ်ကားလမ်းနေရာလည်းလုံးဝစိမ့်ဖြစ်တယ်လုံးဝစိမ့်လို့ရှိတယ်ဒီကလေးမနေတာလူမရှိဘူးဆိုပြီးတော့ဒီဒီကူမီယာပွိုင်းอ่ะစိမ့်မယ်ဆိုရင်တော့မကြတာပေါ့နော်အဲ့လိုဆိုတော့ရှိတယ်။အဲဆာလောင်းကလူတွေတော့ဒါတွေကတိတ်စိမ့်တော့ပါ။ ရင်ဒီလိုလူကြီးလမ်းလေးတွေဆိုလို့ရှိရင်ဆွေကြောအခက်လေးတွေမိုင်းနာလမ်းလေးတွေပေါ့အဲ့ဒါဆိုရင်ကားတွေကလူကြီးမဲ့ဆိုရင်ပြည်မီရက်ပြီးတော့တာဝန်တစ်ခုလိုရက်ပြီးရဲ့ခုနကျွန်တော်ဖုန်းနဲ့ဗီဒီယိုရိုက်ရပြီးသွားမယ်ဆိုတော့ကျွန်တော်ချက်ချင်းမကူကကားကျွန်တော်ရက်ပြီးဟိုကြီးစိမ့်ပြီးဆိုတော့အဖြတ်လက်ချလက်ချဖြတ်လို့ရတယ်ကားပြီးတော့အဖြတ်လို့ရတယ်အဲ့ဒီအရဒီမှာရန်ကောင်းတယ်။အားကြောင့်မို့လဲကမ္ဘာအလုံးစုံဆုံးနိုင်ငံတွေမှာပါတာ။ချမ်းသာတဲ့နိုင်ငံတွေမှာလည်းပါ။ ကျုပ်ကြီးနိုင်ငံပြီးတော့ပြီးတော့အခုတလောငလင်ရဖြစ်တာဆိုတော့စင်ကာပူကငလင်ရောလုံးဝလွတ်တဲ့နိုင်ငံတွေမှာပါတယ်လို့တော့သိရဒါတော့ data check လက်နဲ့တော့တရားတော့တော့မစစ်ဘူးအခုလိုက long view လိုက်ပြီးရင်ဟိုလာ shutter အောက်ပြန်ရွာရေမိုးကအောက်ပြန်ရွာอืมဗီဒီယိုရိုက်နေရတယ်ကမြေပုံတော့မရှိလိုက်ရโอเคအဲ့လေဘူးဒုတာလေးလာပြီးပြောပြပါခင်ဗျာ တခြားလိုမျိုးပေါ့နော်သိကျင်တာသူနဲ့ပတ်သက်နေနေပါသိကျင်တာရှင်းလဲမေးလို့ရပါတယ်